ပိလခတ်ဖျားကျောင်းဟာရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ပိလခတ်ကြီးရွာမှာတည်ရှိပါတယ်။ပိလခတ်ဆိုဒီမှာပင်လယ်ကပ်ဆိုတဲ့စကားမှပြောင်းလဲလာခဲ့တာဖြစ်ပြီးရခိုင်ကဒီဒေသဟာပင်လယ်ကမ်းဆက်ဖြစ်ခဲ့ပါတယ်။ဗြိတိရှ်ကိုလိုနီခေတ်1860ဝန်းကျင်မှာကြောက်တန်းမြို့နယ်ပိလခတ်ရွာသို့အိန္ဒိယနယ်ဘွားတမီလူမျိုးလယ်သမားတွေလာရောက်အခြေချနေထိုင်ခဲ့ကြပါတယ်။ဒီဒေသမှာတောထနေတဲ့အပင်ရိုင်းတွေကိုခုတ်ထွင်းရှင်းလင်းပြီးစိုက်ပျိုးရေးလုပ်ကိုင်ခဲ့ကြတဲ့တမီလူမျိုးများတဲ့ကလယ်သမားကြီးဥကူပူစာမိဟာထူး ဆက်နဲ့အိမ်မက်မြင်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာညောင်ပင်တပင်နဲ့မွေးတကောင်ကိုတွေ့ရှိခဲ့ပြီးဖျားကြောင်ဆောက်ပေးရန်တောင်းဆိုခဲ့တယ်လို့အိမ်မက်မှတ်ခဲ့တာကြောင့်အိမ်မက်ထဲကနေရာကိုလိုက်ရှာခဲ့ရာညောင်ပင်နှင့်မွေးကိုတွေ့ရှိခဲ့ကြပါတယ်။1862ခုနှစ်မှာဥကူပူစာမီကဒီနေရာကိုခုတ်ထွေးရှင်းလင်းကဒနီမိုးကျောင်းငယ်လေးစတင်ဆောက်လုပ်ခဲ့ပါတယ်။ဖျားကြောင်အမည်မှာပီလက်ခတ်ဟိန်းနူဖျားကြောင်ဖြစ်ပါတယ်။ဖျားကြောင်ကို2003ခုနှစ်မှာအုံမြင့်ချကအကြီးစားမွန်မှန်ပြုပြင်ခဲ့ပြီး2012ခုနှစ်တွင်ထိတင်ခဲ့က မြန်မာနိုင်ငံတွင်ပထမအ우ဆုံးထိတင်ပွဲပြုလုပ်သောတမီဖျားကြောင်းတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှပုံနာတရားကျော်တို့ဟာ45ရက်တိုင်တိုင်ရုပ်ဖတ်သက်စင်ကထိတင်ခဲ့ခြင်းဖြစ်ပြီး